အားလုံးပဲမင်္ဂလာပါမသူကူနေထက်ပြီးတော့ပြောချင်တဲ့ဟာလေးကကြတော့ဒီတဲ့အိမ်ပြမမှာတရေတဲတဲ့ဟာကကြတော့တရေသားကြီးလာလေးလေးမသူတို့ဒီကိုဝင်ဆောင်မျိုးသမီးတွေမှာပေါ့နော်အသက်အန္တရာယ်ပိုရှိလာလေးပဲပေါ့နော်အဲ့ဒါကြတော့ကိုဝင်လာနေတဲ့ချိန်မှာမသူကူပြောမဲ့လက္ခဏာလေးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့အမြန်ဆုံးကုသမှုခံရပါလို့မသူအနေနဲ့အကြံပြုချင်တယ်အဲ့ဒါကဘာလဲဆိုရှင်ကိုဝင်နုနေတဲ့ချိန်မှာတော့ဘိုက်ခဏခဏဘိုက်အောင်တာမှာတော်တော်အောင်တာပေါ့နော်ဘိုက်အောင်နေတာနောက်တစ်ချက်ကကြတော့ဘယ်လိုမျိုး လဲဆိုလို့ရှိရင်ဒီအဲသွေးတွေပေါ့နော်သွေးဆင်းတာပေါ့တကယ်ဆိုရင်ကိုယ်ဝင်ရှိရင်သွေးဆင်းစရာအကြောင်းမရှိဘူးပေါ့နော်အဲ့လိုမျိုးသွေးဆင်းများတာတို့နောက်လို့ရှိရင်ကျတော့တစ်ချက်တစ်ချက်မှာဆိုရှင်ရင်ခေါင်းတွေကမူးပြီးတစ်ချက်ချက်မိုက်ခနဲဖြစ်သွားပြီအဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့ဒါကတောက်ပြွန်လေးပောက်ပြီးတော့ဒီသွေးတွေသွေးအထဲမှာသွေးထွက်နေတာဖြစ်တဲ့အတွက်ဒါအန္တရာယ်ရှိတယ်ပေါ့နော်ဒါအထဲမှာသွေးတွေတောက်ပြွန်ပောက်ပြီးတော့သွေးထွက်နေတဲ့အတွက်ဒါအန္တရာယ်ရှိရဲအဲ့ကျတော့ဒီတိမ်ပြင်းမှမှတရေတဲနေပြီဆိုလို့ရှိရင်တော့စောစောစီစီကုသ ောင်မှုခံရပါလို့မသူနေနဲ့အကြံပြုခြင်းနဲ့ဘာဖြစ်လို့ဆိုတော့ဒီသတိသားလောင်းလေးကတဖြည်းဖြည်းကြီးလာလေးလေးမသူတို့ဒီကိုဝင်ဆောင်မျိုးသမီးတွေမှာအသက်အန္တရာယ်ရှိလာတယ်ပေါ့နော်တိုင်ပြင်းမှသတိတက်တာကအဲကြတော့စောစောစီစီကုသမှုခံရပါလို့မသူနေနဲ့အကြံပြုခြင်းပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ရှင်